ထိုင်းဝန်ကြီးချုပ်ဟောင်းသက်စင်ရဲ့ပေါ့လေဝါပေါ်ပေါ့ဒီမူရစီဝါတိုက်ပွဲကြီးညာလိုက်တာရဲ့ပေါ့လေဒီနောက်ဆက်တွဲတော့ပေါ့ဒီထိုင်းနဲ့ဝါကြမှာဘလို့ခင်းချင်းဖြစ်ပေါ်လာနိုင်ပွဲရှိမလဲပေါ့ရှင်အခုလောလောဆယ်မှာနေဇတ်တက်လျှောက်မှာလေအေးသေးနေတယ်လို့ပဲကြားရပါတယ်ဘာမှဟိုထိုင်းဘက်ကပြင်ဆင်တယ်လို့ကျွန်တော်တို့မကြားရဘူးပေါ့ဗျာနော်အာကျွန်တော်မကြားရတာမဖြစ်လို့လာတော့တော့မပြောတတ်ဘူးပေါ့နော် အဲဖြည့်ရနဲ့မကြားရလားလည်းဖြစ်နေတာပေါ့နော်ဒါပေမဲ့မကြားရဘူးသို့တော်လည်းပဲကျွန်တော်တီးရတော့ဆိုလို့ရှိရင်ဒီလိုမစ္စတာတက်ဆင်ကပြောတဲ့ခါကျတော့ဒီအားလုံးတမတော်ထဲမှာရောနော်ထိုက်တမတော်ထဲမှာနည်းနည်းရုပ်ရုပ်တဲတဲဖြစ်သွားတယ်နည်းနည်း shock ဖြစ်ကြတယ်သူကြားပါအာအာတင်းသွားကြတာပေါ့ဗျာနော် ဒါပေမဲ့အခုနောက်ပိုင်းတော့ပြန်ငြိမ်သွားတယ်လို့ကျွန်တော်တို့သိရတယ်။အခုလောလောဆယ်ကအချီနေကပါလေဆိုတော့မစ္စတာတက်ဆင်နဲ့သူရဲ့တမီးခေါင်းဆောင်နေတဲ့အစိုးရကဒီအဝေဖန်အများကြီးခံနေရတယ်နော်။အာသူတို့ကဒီအမှုကိစ္စတွေဟိုလေရင်ဆိုင်ရတာတွေလည်းရှိတယ်။ လိုအချင်းအကြအကြတေးတဲ့မှာရောက်နေတယ်ပေါ့ဗျာနော်အဲ့ဒါလိုရောက်နေတဲ့အတွက်ကြောင့်မလို့အာဒီနိုင်ငံကြီးသမားတွေဆိုတာဒီပြည်တွင်းမှာအကြတေးဖြစ်လို့ရှိရင်ပြည်ပအန်ဒီရွေနဲ့သူတို့ကအာယုံပြောင်းတတ်တယ်လို့ပြောကြနော်ဒါကျွန်တော်ပြောတော့မဟုတ်ဘူးနော်ဒါသူတို့ထားချင်းချင်းပြောတာဖြစ်တယ် သူတို့ပြောတာအဲဒါကြောင့်မလို့အဲမစ္စတာတက်ဆင်ကလည်းအာအနောက်ဘက်မှာသူကကိစ္စဖြစ်လာတယ်အရှိဘက်မှာလည်းသူကကမ္ဘောဒီးယားနဲ့ပြဿနာဖြစ်တယ်နော်အဲ့ဒါလို့ဖြစ်တာဟုတ်အားလုံးကလည်းအားအပြင်းကြတာပေါ့။ဘာဖြစ်လို့လဲဆိုတော့ကမ္ဘောဒီးယားရဲ့ကောင်းဆောင်မစ္စတာဟွန်ဆင်းနဲ့သူကလည်းတကယ်ရင်းနှီးတဲ့မိတ်ဆွေတွေပေါ့။ဘာလို့ဒါတွေဖြစ်တာလဲနော်။ အဲ့ဒီတော့တချို့ပြောတာကတော့ဒီအခုအချိန်မှာ Mr. Hun Sen နဲ့သူရဲ့သားအာ Mr. Hun Manik တို့ကလည်းအဲ့ဒီမှာဟိုသူတို့ကမ္ဘောဒီးယားမှာလည်းပြည်တွင်းမှာသူတို့အကြက်တဲနဲ့တွေ့ပြီးနော်အဲ့ဒါကြောင့်မလို့သူတို့ဟာလည်းအာယုံပြောင်းနေတယ်ဒီ Mr. Thaksin ဘက်ကလည်းအာယုံပြောင်းတာလုပ်နေတယ်အဲ့ဒါနဲ့သူတို့တိုက်ဆိုင်တော့ဘယ်မှာ ဓာရီဖြစ်လာတာပေါ့ဗျာဒီတော့မကြခင်ဓာရီလည်းပြီးသွားလိမ့်မယ်လို့သူတို့မျှော်လင့်ကြပါတယ်ပြီးတော့ဒီဝါနေကြောင့်လည်းအရင်ကတည်းကဒီနေဆက်ပြဒနာရှိပေမဲ့အခုခါမှာဒီမူရစီဝါကိုပဲအကြောင်းပြပြီးတော့မူရစီဝါတိုက်ပွဲပြင်ညာလိုက်တာပေါ့တော့မှဒီကမ္ဘောဒီးယားမှာလည်းပေါ့လေသူရဲ့သမီးဖြစ်သူကလည်းဟိုတိုက်မယ်ဆိုရင်လည်းသူရဲ့ဘောမကြောင်ဘူးပေါ့လေအရေးကြုံလို့ရှင်လေရေဆိုင်မှုအတင်ရှိရဆိုတော့ထုတ်ပြောလာတယ်ပေါ့ဆိုတော့ဒီပေါ့ နှစ်နိုင်ငံပေါ့ဒီကမ္ဘောဒီးယားနဲ့ထိုင်းဒီထိုင်းနဲ့မြန်မာပေါ့ဒီနှစ်နိုင်ငံနေဆက်ကြမှာရောဘလို့အခင်းချင်းတွေရောဖြစ်ပေါ်လာနိုင်ပွဲရှိမလဲရှင်ဟုတ်ကဲ့ဟုတ်ဒါကတော့ဟိုတစ်ဖက်ကအာယုံပြောင်းမှုလုပ်တယ်ဆိုပေမဲ့တစ်ဖက်ကလည်းဒါတွေဟာပေါ်ပေါ်တန်တန်စဉ်းစားလို့မရဘူးပေါ်တန်စဉ်းစားလို့ရှိရင်အာ ဆံလွဲနဲ့လှုပ်ရင်းနဲ့တကယ်ဖြစ်လာတတ်တာဘူးနော်အဲဒါကြောင့်မလို့ဘင်းကြီးနဲ့မဆိုဒီကိစ္စကတော့ဟိုထိုက်တမရောဘက်ကရောကျွန်တော်တို့အိမ်နီးနားချင်းတွေတက်ကပါသူတို့ကဝိုင်းဝန်းဖြစ်ရှင်းရမှာလို့ကျွန်တော်ယုံကြည်ပါတယ်ဒီရှင်းမယ်ဆိုလို့ရှိရင်လေဟိုတိတ်ပြီးတော့မှဟိုခက်ခက်ခဲခဲရှိမယ်လို့မထင်ဘူးပေါ့ဗျာနော်ဒီအဲ့ တည်သွင်းချင်းတွေနည်းနည်းငြိမ်ကျတော့တဲ့အထီလေးလောက်ပဲဖြစ်နေတာပေါ့ဗျာနော်ပြီးတော့လေဒီတက်စင်ပေါ့လေသူအရင်အစိုးရလက်ထက်တုန်းကဆိုရင်ဒီမှုရေးစိနဲ့ပတ်သက်ပြီးတော့သူအဲ့လိုမျိုးပေါ့ပညာချက်တွေထုတ်ခဲ့တယ်ပေါ့လေတကယ်လဲသူတိတိယောက်ဆောင်ရွက်ခဲ့တာမျိုးတွေတွေ့ရတယ်ပေါ့ဒီဝါနဲ့ဒီထိုင်းနဲ့ကြားမှာလဲနေဆက်ပြဿနာတွေကအရင်ကတည်းကရှိခဲ့တဲ့အနေအထားမျိုးမှာအခုလိုမျိုးဟိုသူကဟိုဖြည့်ရှင်းမယ်တော့မဟုတ်ဘဲနဲ့5ဆိုတဲ့စကားလုံးကိုတုံးသွားတော့ကြတော့ဒီဝါဘက်ကရောဒီပုံမှာဘယ်လိုမျိုးရော တုံ့ပြန်လာနိုင်ဖို့ရှိမလဲရှင်။ဟောဝါကတော့ဘာဖြစ်ဘာဖြစ်ဖြစ်ဖြစ်သူ့ကိုယ်သူကောက်ွယ်ဖို့လို့သူလုပ်မှာပါပဲနော်။တို့တော့လည်းပဲအဝါကအရင်နှစ်ပေါင်း20ကျော်ကလေးကသူတို့အမြင်ရက်တည်ထားတာကတော့ဟိုခိုင်းနေသူတို့ရန်သူဖြစ်ဖို့ policy မရှိဘူးဆိုတာသူတို့ပြောထားတာပဲနော်။အခုသူတို့အတွက်ကတော့ အာကိုကိုကာကိုကြီးအဆင်ပဲရှိတယ်နော်ခိုင်းကိုဝင်ရောက်တိုက်ခိုက်ဖို့နော်ဒါရင်းဒီဒါမျိုးတွေမရှိပါဘူးသူတို့ကိုယ်တိုင်ကလည်းဒီအာခိုင်းအစိုးရကဝင်ကြီးတွေနဲ့ဝင်ကြီးအဆင်တွေလေပေါ့ဗျာဒါရင်းနဲ့လည်းသူတို့ဒီတည်ရတော့ဒီအာလူတိရှင်ကြမဟုတ်ပြင်မဲ့သူတို့ဆက်ဆံမှုတွေလည်းရှိနေပါ ဒါကြောင့်မလို့သူတို့မင်းကြီးနဲ့ဆိုငင်းချမ်းစွာဖြင့်ရှင်ယူပဲသူတို့အားထားလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါဒီဘယ်နည်းနဲ့ဆိုအော်ထိုက်တတ်မတော်ကဒီကိစ္စနဲ့ပတ်သက်တော့မှသဘောတူမယ်လို့ကျွန်တော်မမြင်ဘူးပေါ့ဗျာဘဝကတော့တကယ်လို့အမ်ထိုင်းနဲ့မလွဲတာမရှောင်တာလို့ဖြစ်လာပြီဆိုလို့ရှိရင်လည်းအာသူနောက်ခံပြထားတဲ့ကျွန်တော်တို့တရုတ်နိုင်ငံကြီးကတော့ဒါကတော့ သူတို့အဖြစ်ခံမယ်မလို့ကျွန်တော်မထင်ဘူးပေါ့ဗျာနော်အဲ့ဒီနည်းမျိုးဆိုအဲ့ဒီအချိန်မှာတော့ဝင်ထိန်းမှာပါနော်ဒီပေါ့လေဝါနဲ့ဒီထိုင်းနဲ့အခင်းချင်းကြားရဲမှာကော SAC ကရောဘလို့ဝင်လာနိုင်ဖို့ရှိမလဲချင်း SAC လည်းသူပြဿနာရှိနေလို့သူလည်းဒီကိစ္စအော်တကယ်လို့ဝါနဲ့ထိုင်းနဲ့တိုက်ခိုက်မယ်ဆိုလည်းသူ့အတွက်ကတော့ကောင်းတယ်လို့ပြောရမှာမလားမသိဘူးပေါ့ဗျာနော် အဲကောင်းတယ်လို့တွက်နိုင်တာပေါ့ဗျအဲအဲ့ဒီတော့အခုလောလောဆယ်ကတော့သူကတော့ပါဖို့မရှိသေးဘူးလို့ပဲပြောနော်အတို့တော့လည်းပဲဒီကိစ္စဟာဒီဟိုနေကျွန်းတဲ့အထိအဆင့်တွေလိုက်ဖြစ်လာလို့ရင်တော့တမျိုးဖြစ်မှာပေါ့ဗျာနော်အတို့တော့လည်းအခုလောလောဆယ်ကတော့အမ်အဲ့ဒီဒီဘက်ကလည်းအချင်းအချက်သေးရောက်နေတဲ့အချိန်မှာသူကဒီကိစ္စမှာသူက 把文殊牌库的木星一路给明白了。